ဲ့တော့မတို့ကပုံလေးစဆွဲမယ်ဆိုလို့ရှိရင်ပေါ့နော်မြင်းလေးတွေပေါ့နော်မြင်းလေးတွေစဆွဲမယ်ပေါ့မြင်းလေးဆွဲမယ်ဆိုလို့ရှိရင်လေ point တစ်ခုပေါ့နော်အရင်ဆုံးပေါ့နော် point ဒီနေရာကနေပြီးတော့ဒီနေရာအထိသွားမယ်ဆွဲသွားမယ်မြင်းကလေးကိုဒီနားမှာရက်မယ်ပေါ့ဒီနေရာစမယ်ဒီနားမှာရက်မယ်ဒါမှမဟုတ်ဒီနားမှာရက်မယ်ပေါ့အဲ့လိုပုံစံမျိုးသွားတာပေါ့နော်အဲ့ဒီခါကျတော့အမတို့ကအရင်ဆုံး point လေးတွေကိုအရင်ထားလိုက်တယ်ပေါ့နော်ဒါ beginner တွေအတွက်ပါနော်လုံးဝကိုမှ pro တွေကတော့ဒါတွေအကုန်လုံးတည်သားပြီးသားမို့လို့ ်မပရိုတွေအတွက်ကိုမရည်ရွယ်ပါဘူး။အမရဲ့ဗီဒီယိုဖိုင်တွေကပီကနာတွေအတွက်ရည်ရွယ်ပါတယ်။အမကိုရိုင်းလေးလေ့လာနေတဲ့လူတယောက်ပဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အမကပီကနာတွေအတွက်ကိုဘောနောပညာဒါနဗီဒီယိုဖိုင်လေးရေလုပ်ပေးတာပါ။ point ဒီ point ကနေပြောမှဒီအထိကိုရင်းဆွဲမယ်။နော်ကိုဘဲဒီဆွဲမလဲ point ကလေးနှစ်ခုမှတ်လိုက်ပေါ့။လို့ဆက်သွားလိုက်ပေါ့ဒီနေရာနေဒီနေရာအထိအကွာဝဲရှိရမြင်းလေးရသွားပြီပေါ့เนาะအဲ့လိုမျိုးပဲဒါကမြင်းလဲလို့ခေါ်တယ်လဲနေရမြင်းလေးပေါ့เนาะ အဲ့တော့ဒီမှာဒီတိဆွဲမယ်ဆိုလို့ရှင်လဲဒီမှာမကလေးမှတ်လိုက်ပေါ့ဒါ beginner တွေအတွက်เนาะเนาะဒါငင်းလဲဟုတ်ပြီငင်းလဲပြီးသွားပြီဆိုရင်ဘာလာမလဲဆိုတော့ဒီမှာဒီလို down line မြင်းငင်းမှတ်ပေါ့ငင်းမှတ်ဆိုရင်လဲကွာဘယ်ကနေပြီးတော့ဘယ်အထိဆွဲမှာလဲเนาะမကလေးရလာအဲ့လိုမျိုးတွေဆွဲသွားတဖြည်းဖြည်းနဲ့၄ချင်ရင်၄ချင်ရင်နဲ့တဖြည်းဖြည်းနဲ့ နေ့တွေအဆင်ပြေလာလိမ့်မယ်ပေါ့နော်ပြီးတော့မြင်းလဲရှိမယ်မြင်းလဲရှိတယ်မြင်းမတ်ရှိတယ်နောက်ပြီးတော့ဘာရှိသေးလဲမြင်းဆောင်မြင်းဆောင်ကလည်းဘယ်ဘက်ကိုဆောင်းနေမြင်းရှိမယ်ညာဘက်ကိုဆောင်းနေမြင်းရှိမယ်အခုအမတို့မှာညာဘက်ကိုဆောင်းနေမြင်းဆွဲလိုက်တယ်နော်ဒီမှာဒီကနေပြီးတော့တိတိမှတ်မယ်အဲလိုမျိုးလေးပေါ့နော်ဒါကညာဘက်ကိုစောင်းနေမြင်းညာစောင်းပေါ့နော် ်ဘယ်ဘက်ကိုစောင်းနေမြင်ရှိမယ်နော်နော်အမတို့တွေကဒီလိုမျိုးတွေဆွဲလိုက်တဲ့နေရာမှာခေးတံလေးနဲ့ ဒီမှာကြည့်ဒီလိုမျိုးဆွဲလိုက်တယ်မလားဒီမှာဒီဟာနဲ့ဆိုမှတိပုံစံလေးဖြစ်နေမယ်ဟုတ်လားเนาะဒါဆိုလဲဒီမှာခဲတံရဲ့လက်ကိုလှဲ့လဲသွားမယ်အဲ့တော့အမတို့ကနေကျင့်တဲ့ခါကျရင်လက်တွေကိုလည်းလှဲ့မယ်နော်အဲ့လိုမျိုးစာအုပ်တွေမလှဲ့ဘဲနဲ့လက်တွေကိုလှဲ့လှဲ့ပြီးတော့လေ့ကျင့်သွားမယ်မြင်းမတ်ဆိုရင်ဒီမှာလက်ကဒီလိုဖြစ်သွားမယ်ဟုတ်လားမြင်းမတ်မြင်းဆောင်ဆိုရင်ဒီမှာဒီလိုမျိုးလေးပဲဒါဒါညာဆောင်ညာဆောင်ဆိုရင်ဒီလိုဘယ်ဘက်ကိုစာအုပ်နဲ့မြင်းကိုဆွဲမယ်ဆိုရင်ဒီလို နော်တွေ့လားဒီပုံစံပဲဟုတ်လားနော်ပွိုင်းရကြတော့အခြေခံပေါ့နော်အစမယ်ဒီမှာအဆုံးသတ်မယ်ဆိုတဲ့ဟာမျိုးပွိုင်းလေးတွေနဲ့အမားတို့ကအရင်ဆုံးအခြေခံအစပြီးသွားလိုက်တာပေါ့နော်နောက်ပိုင်းမှာကြာရင်ပွိုင်းလေးကိုမလိုဘဲနဲ့အမားတို့ကမြင်းလေးတွေတိုင်းဆွဲသွားမယ်နော်မြင်းနေမှာဆိုရင်ဒီအုပ်စုတွေကဒါဟာမြင်းဖြောင်းလေးလို့ခေါ်တယ်နော်မြင်းဖြောင်းလေးနော်ပြီးတော့မြင်းဖြောင်းပြီးသွားပြီဆိုရင်မြင်းအကွေးမြင်းခွေးဆိုလို့ရှိရင်ဒီမှာမြင်းခွေးလေးကိုလည်းမအားတော့ point တစ်ခုနဲ့ point တစ်ခုနဲ့ဒီ point ကနေဒီ point မှာရက်သွားမယ် နော်အဲ့လိုမျိုးလေးတွေခုံးရှိမယ်အခွက်ရှိမယ်မြင်းနေမှာမြင်းကွေးတွေမှာပေါ့နော်အခုံးတွေရှိတယ်အခွက်တွေရှိမယ်အကောက်တွေရှိမယ်ပေါ့နော်အဝိုင်းတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုရင် point ကလေးတွေနဲ့အမတို့ကမြင်းဖြောင်းတွေမြင်းကောက်တွေမြင်းကွေးတွေပေါ့နော်အဲ့ဒါတွေကိုလေ့ကျင့်လို့ရသွားပြီပေါ့နော်ဒါ point နဲ့လေ့ကျင့်တာပေါ့နော်